ိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်ကကြီးရော်တွေကိုစစ်ကောင်စီကဒရုန်းတွေနဲ့တိုက်ခိုက်ဖျက်ဆီးမှုတွေပုံမှုလှောက်ဆောင်လာနေတယ်လို့သိရရှိပါတယ်။ကြောက်ဖြူမြို့နယ်စနေမျိုးကတိုက်နေစီယုံကိုစစ်ကောင်စီတပ်ကဒရော့ဘုံးတွေနဲ့ဘုံကျဲတိုက်ခိုက်တဲ့အတွေ့ခွေးစိတ်ခန့်ပြုတ်ပြက်သွားတယ်လို့သိရပါတယ်။မက်ရှလာစီရဲ့နေည3နာရီလောက်မှာကြောက်ဖြူအခြေဆိုင်စစ်ကောင်စီတပ်ရဲ့အမဲ68တောင်မော်ကြီးရဲတပ်စခန်းက drone စီးနဲ့ drone ဘုံနှလုံးကိုကြေရှာတိုက်ခိုက်ခဲ့တာလို့စီရေးတရင်မြစ်တယောက်ကနရင်းစရာကိုပြောပါရီဒါအပြင်ကြောက်ဖြူကက်တရီရွာကိုလေမက်ရှလာစီရဲ့နေမှာစစ်ကောင်စီက drone နဲ့ဘုံကြေးတိုက်ခိုက်ခဲ့လို့အပြေးမဲ့ပြည်သူတယောက်ထိခိုက်ဒဏ်ရာရပြီးနေအိမ်အလုံး20ထက်မနေမိလောင်ပျက်စီးခဲ့ရပါရီမက်ရှလာ9ရဲ့နေမွန်လွေးပိုင်းကလေကြောက်ဖြူမြို့နေစက်တင်အောက်ရွာကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံကြေးတိုက်ခိုက်လို့ နေအိမ်35လုံးထက်မနေမိလောင်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။အဲ့ဒီလိုပဲမက်လာ6ရက်နေ့ကလေအင်ချီ180ကျော်ရှိတဲ့ကြောက်ပြူမြို့နယ်ကဥကင်းရွာကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျေတိုက်ခိုက်ခဲ့လို့အိမ်အလုံး140တဲ့မနေမိလောင်ပျက်စီးခဲ့တယ်လို့သိရပါဗျ။